ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအခုမှ sneaker စောက်ရမယ့်ညီကိုတွေအတွက်ဘယ်ဟာစောက်လို့စောက်ရမယ့်မသိတဲ့ညီကိုတွေအတွက်အဓိကရည်ရွယ်ပြီးကျွန်တော်ပြောထားတဲ့ဗီဒီယိုပါ sneaker ဆိုတာတကယ်တကယ်တော့အများကြီးကအများကြီးမှအမ ကိုကအခုမှစတီကာဂိမ်းနဲ့စဝင်နေအခုမှစတီကာကိုစစီတော့မယ်ဆိုရင်ဘယ်ဟာဝယ်ရမှန်းမသိတာလဲတော်တော်တိုင်ပတ်တယ်ကျွန်တော်လည်းဖြစ်ဘူးလေအခုမှစဝယ်မယ်လို့နေဖြစ်ဘူးမယ်ထင်ပါတယ်ဗောနော်ကိုနဲ့ဘယ်ဟာလိုက်မယ်မသိဘူးဘာတွေကအဆင်ပြေမယ်မသိဘူးဖြစ်နေတဲ့လူတွေလည်းရှိပါလိမ့်မယ်ဗောဒီလူတွေကျွန်တော်အဓိကထားပြီးပြထားတာဒီတော့ကျွန်တော်စနီကာစဝယ်မယ်ဆိုရင်ကျွန်တော်ပထမဦးဆုံး recommend ပေးခြင်းနဲ့ဖနက်ကတော့ Converse เนาะ over the oyster ဒီကောင်ကလုံးဝ galaxy လုံးဝ iconic shoot ရန်လို့ပြောလို့ရတယ်เนาะလူငယ်နှစ်ပေါင်းကိုကြားချီပြီလားမသိဘူးเนาะအဲ့လောက်တောင်ရှိနေပြီအခုတက်ဒီလဲလူငယ်လူငယ်တွေရောလူကြီးရောဝင့်နေကြတော့ဘယ်တော့မှလည်းပျောက်မသွားတဲ့ iconic fan တွေပေါ့เนาะတော်တော်များများနဲ့လေလူငယ်တော်တော်များများနဲ့လိုက်တယ်မလိုက်ဘူးဆိုတော့မရှိလောက်ပြောလို့ရတယ်ပေါ့နော်အကုန်လိုက်တယ်ဒီတော့ဖက်နဲ့တစ်ခုဝယ်ဖို့စပြီးစဉ်းစားမယ်ဆိုရင် ကဲ iconic phone တွေကအကောင်းဆုံးပဲကဲ classic phone တွေကအကောင်းဆုံးပဲပေါ့နော်ဒီ converse ကိုကျွန်တော် recommend ပေးတယ်ဘာយ៉ាងဝယ်ရမယ်မသိဘူးဆိုတော့တည်ကြရခင်ဗျာအမဲပဲဝယ်အောက်ကစိုးအဖြူနဲ့ပေါ့နော်အမဲပဲဝယ်ဒါမှကိုကအရင်နည်းနည်းလေးရှည်ရင်းနဲ့ဆိုရင် converse check sampling ရှိတယ်သူကခုံပိုထူရယ်ပေါ့နော် check sampling နဲ့ရိုးရိုး converse ဆိုရချီးသေးတယ်ဒါကတော့ converse အကြောင်းပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်ပြောနေကြကျွန်တော်ရဲ့ favorite sneaker တည်ရင်ဖြစ်တယ် Nike Air Force 1 Triple White လုံးဝအဖြူဖွေးအသက် လူငယ်တိုင်းရတော့လိုက်တယ်အခုလူငယ် outfit တော်များများပေါ့နော်ကျွန်တော်ဒီ streetwear ဝတ်မလား casual ဝတ်မလားဘလို့ပဲဝတ်ဝယ်ပြဒီ sneaker အဖြူကလူတိုင်းနဲ့လိုက်တယ်မလိုက်ဘူးဆိုရတော့မရှိဘူးတော့ကျွန်တော်ထင်တယ်သူကလည်းပဲလုံးဝ iconic ဖက်တည်းရန်လုံးဝ legendary ဖက်တည်းရန်လို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်အဖြူဝယ်ခြင်းနဲ့အမဲမကြိုက်ဘူးဆိုရင် F1 ကတော့တောင်းရမိုက်တယ်ဘလိုပဲဝယ်လုံးဝမမားနိုင်တဲ့ decision တစ်ခုပေါ့နော်ဒါကတော့ F1 အခုက transmit ။အဲကျွန်တော်စီးပူးတဲ့ဖက်တွေထဲမှာအရန်ကြည့်လို့လည်းကောင်းပြီးတော့တကယ်ရုံးနေပါဒီမှာပဲဖြစ်ဖြစ်အဲဒီကုမ္ပဏီတွေပါဒီမှာဖြစ်ဖြစ်ဝတ်လို့ကောင်းတဲ့စနီကာတွေရန်ကအဲ Stan Smith ပဲလောဝရှယ်။ Stan Smith ရဲ့ပုံစံကတော်တော်လေးမိုက်တယ်။ဝိရတာလည်းမိုက်တယ်ကျွန်တော်ဒီရုံးဝတ်ဆောင်တွေပါတော်တော်များများလိုက်တယ်။ဒါကြောင့်အပြင်ကက်ရှူရဝတ်တယ်။အရင်ကိုက free wear မကြိုက်ဘူး။နည်းနည်းလေးဘူဆန်ဆန်လေးဂျန်နမန်ဆန်ဆန်လေးဝစ်ချင်တယ်ဆိုရင်တော့ Stan Smith ကိုရွေးပါတော့ Stan Smith ကရင်တော်တော်လေးမိုက်တဲ့ဖက်နဲ့ ဓာတ်တော်နံပါတ်3ခုမြောက်ဖက်နက်နောက်တစ်ခုကလေသာကြိုက်တယ်လေသာကြိုက်တယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံကအထူးသဖြင့်လေရှည်သိမ့်မဝေးကြဘူးပေါ့နော်ဟိုသိမ့်လေအဆင်မပြေလို့ပါလေရှည်သိမ့်မဝေးကြဘူးကျွန်တော်လေဒိုပဲ recommend ပေးတယ်လေဒိုကတော့ဗာလဲပြောရရင်ကျွန်တော်ဒီအကြိုက်ဆုံးပေါ့နော်ဒေါက်တာမတ်တင်1461နော်အဲ့ဒါဝိလုံးဝမိုက်ကျွန်တော်ဗာ outfit နဲ့တလာကျုံးလို့ရတယ်ကိုက classic sansan formal sansan ဝတ်မလားရတယ် street wear ဆန်ဆန်ဝတ်မလားရတယ်ကျွန်တော်ရဲ့အခုချိန်မှာအရန်အတိုက်ဆုံးဖုနက်တစ်ခုပြောပါဆိုရင်အဲဒီ140ကျွန်တော်အမြဲတမ်းအဲ့ဒါဝတ်တယ်အရန်လည်းကြိုက်တယ်ဟိုက classic ဒီဖနက်ဝင်လုံးဝမမားနိုင်တဲ့ဖနက်ထဲမှာလည်းဒီဖနက်ကထိတ်ဆုံးပါပါတယ်နောက်တစ်ခုကတော့ ਨੇ ကာလာဖူးကြိုက်တဲ့လူတွေပေါ့နော်အယောင်လေးတွေနဲ့ quick ချင်တယ်ဆိုရင်တို့ဘာကိုယူလို့ရလဲဆိုတော့ Nike SB Dunk Low အဲ့ဒါလေးယူလို့ရတယ် SP Danglu ကြတော့သူကကာလာအများကြီးလာတယ်။အယောင်ကိုဆုံးပလုံနေအောင်လာတယ်ပေါ့နော်။ Jordan အနေနဲ့ဆိုင်တော့ကျွန်တော်ဒီ SP Dan လေးတွေကိုပိုကြိုက်တယ်။ပြီးတော့ comfortable ပိုဖြစ်တယ်။ဒီ shear တွေပါတွေကအစာလေးတော်တော်လေးကိုမိုက်တယ်။ပြီးတော့ကျိုးတွေဒီဇိုင်းတွေအယောင်တွေကာလာတွေအဆက်တွေကစားတော်တော်လေးမိုက်တယ်။ဒါကြောင့်ဟိုကကာလာ full ကြိုက်တယ်ဆိုရင် SP Dan ကဝယ်လို့ရတယ်။ SP Dan ဝယ်ပေါ့နော်။နောက်ဆုံးတစ်ခုကတော့ဒီက Adidas Samba OG ပေါ့နော်။ဒါကလည်း Nike 20ဖြစ်တာလား20ဖြစ်တယ်လို့ပြောလို့ရတယ်။ မဲ့လေဒီကောင်ကလည်းလုံးဝ classic သူလည်းပဲဝစ်လင်ရွေးရင်မမပါဘူးဒါပေမဲ့ color တော့ဇီထားပါတော့ color တော့ကျွန်တော် OG color ဝစ်ပဲပို့ကြိုက်တယ်သူလည်းအယောင်ကြီးအများကြီးတာတာကိုတော်တော်များများအယောင်ကြီးအများကြီးလာတယ်အယောင်ရွေးမယ်ဆိုရင်တော့ classic ဖြစ်တဲ့ color OG color ရွေးစံပါရွေးမယ်ဆိုရင်ပြောပါတယ်ဒါတော့အခုမှ sneaker တွေဆက်စီးမယ်ညီကိုတွေ့တာကျွန်တော်အမြန်ပြောပြတာပေါ့နော်ပြီးပြတ်တော့မယ်ကျွန်တော်ဘာပြောခေါင်းထဲကထွက်လာတယ်အောင်တိုင်ပြီးတော့ဖြစ်တဲ့အတွက်အဲလိုအပ်ချက်တွေရှိကောင်းရှိပါလိမ့်မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်